ကျွန်တော်မြင်တာကျွန်တော်သိတာကိုပြောပြနေတာပါအခုကျွန်တော်ကိုတိုက်ခိုက်နေတယ်တိုက်ခိုက်နေတယ်တက်မတော်သားတက်ထင်းတယောက်ပေါ့နော်ရပါတယ်ကျွန်တော်တက်မတော်သားကိုကျွန်တော်ချစ်နေရရင်ဂျင်းနေပါတယ်ဒါပေမဲ့အဲ့ဒီအကြောင်းတွေကိုကျွန်တော်ညကြာရင်ယူကျုမှာပြောပြပါမယ်ဒီနေ့ဇော်ဖွင့်ကိုကျွန်တော်တက်စိန်ခေါ်တဲ့အကြောင်းတရားတွေဟာဒီကောင်ကလေးတည်းကပေါ်လာတယ်ကျွန်တော်တို့တက်မတော်ချစ်ချင်အောင်စောင်းတယ်အလူခံစားတယ်တက်ပြင်းဒီဖြစ်လို့ကလည်းညကြီးကိုလုပ်သေးတယ်ကျွန်တော်အကုန်သိပါတယ် ပြီးတော့အုတ်ချီကအရာရှိစစ်တရီကိုလှူဒန်းချင်အောင်ဆောင်ပြီးတော့စစ်တရီနေမေးတယ်တစ်ဖက်ရန်သူပီလီယက်တွေကိုတရင်ပေးတယ်ဒါကြောင့်အဖြစ်အနာတွေဖြစ်ကုန်တာဒီကြောင့်တရားတွေကိုသိတဲ့အတွက်ကျွန်တော်ဇဘွေးနောက်ကိုတောက်လျှောက်လိုက်နေတာနော်ဇဘွေးတို့အစ်စ်တို့ကကျွန်တော်တို့နဲ့အားကြီးဝေးတယ်ဒီဟာလမ်းမကြီးကလိကချီအောက်တန်းစာနော်တမတော်သားအရာရှိစစ်တရီကိုတွေးခွဲပေးတယ်နိုင်ငံဝန်ထမ်းတွေကိုတွေးခွဲပေးတယ် ပြည်ရောတက်မလို့နဲ့နိုင်ငံဝင်တဲ့ဒီပေါ်မှာထင်အောင်ထင်မှာဖြစ်အောင်တွေးထုတ်လှုပ်ဆောင်နေတဲ့ Madrid MDY ပြည်ထဲကကောဒီကောင်ပြင်ဒီကောင်နောက်ကဆရာဆရာကြီးတွေကိုပါမင်းသားကြီးနဲ့အဖွဲ့ကပေါ်ထုတ်အောင်ပဲဆိုတဲ့ကြောင့်နိုင်ငံလုံးမှာရှိတဲ့ရဲရှင်ပြည်ပြည်သားတိုင်းရင်းသားများအားလုံးကိုကျွန်တော်မင်းသားကြီးကဂရုပေးနေအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်လော်ဘီစော်ဘုံဟိန်ခေါ်အာကြီးဟာမန္တလေး PDF ထောက်ပို့တယောက်ဖြစ်ကြောင်း တက်တည်နေတကွာချပြလိုက်တဲ့ရုပ်တံနဲ့အတူစစ်ကောင်စီအတ္တမစစ်သားစုဆောင်မှုတွေကိုချက်ချင်းအေးအေးယူဖို့ကုလအာဆီယံနဲ့နိုင်ငံတကာကို UNG တောင်းဆိုလိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးချင်ပါတယ်။မြန်မာနိုင်ငံမှာအတင်းကျပ်စစ်မှုထမ်းစီခိုင်းနေခြင်းတွေဟာအတ္တမလုံအားခိုင်းစေခြင်းနဲ့လူကုန်ကူးမှုကျူးလွန်ရာရောက်တယ်လို့ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုမြောက်ကြောင်းဒီလောက်ရက်တွေအ мян ဆုံးရက်တန်ရေးအတွက်စစ်ကောင်စီကိုထိရောက်တဲ့ပိတ်ဆို့မှုတွေချက်ချင်းလှုံ့ဆော်မှုအမျိုးသားညီညွတ်ရေးအစိုးရ UNG ကကုလသမဂ္ဂအာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့နိုင်ငံတကာအတိုင်းအဝိုင်းကိုတိုက်တွန်းတောင်းဆိုလိုက်ပါတယ်2024ခုနှစ်ဖေဖော်ဝါရီလကစပြီးအသက်18နှစ်ကနေ ဆယ်ငါးနှစ်ကြာလူငယ်တွေကိုစစ်ကောင်စီကကြေကြေပြန့်ပြန့်အတ္တမစစ်မှုထမ်းခိုင်းတာတွေကိုသူတေသနာပြုစုခဲ့ပြီးဧပြီ28ရက်နေ့ကအတ္တမစစ်မှုထမ်းစီခြင်းမြန်မာနိုင်ငံရှိအတင်းကျပ်စစ်မှုထမ်းစီခြင်းရဲ့လက်တွေ့အခြေအနေများဆိုတဲ့အစီရင်ခံစာ UNG လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်ဒီအစီရင်ခံစာမှာအတင်းကျပ်စစ်မှုထမ်းစီခိုင်းခံရတဲ့လူငယ်တွေရဲ့ထွက်ဆိုချက်တွေကိုအခြေခံပြီးစစ်အုပ်စုရဲ့လူအခွင့်အရေးချိုးဖောက်မှုနည်းနာတွေကိုတင်ပြထားပါတယ် ဒီလူငယ်တွေဟာနေအိမ်တွေလုပ်ငန်းခွင်နဲ့စစ်စေးရေးဂိတ်တွေမှာစစ်အုပ်စုရဲ့ဖမ်းဆီးခြင်းခံခဲ့ရတာတွေမိသားစုကိုချိန်ချောက်ခြင်းအကြက်ကင်ခြင်းအတင်းကျပ်အကြမ်းဖက်ခေါ်ဆောင်တဲ့နီးနဲ့စစ်သားစုဆောင်တာတွေကိုဖော်ပြထားပါတယ်ဒီလူငယ်တွေထဲမှာအသက်မပြည့်သေးတဲ့ကလေးသူငယ်တွေနဲ့စစ်မှုထမ်းဖို့မတင်တဲ့ရုပ်ပိုင်းစိတ်ပိုင်းမတန်ဆွမ်းသူတွေပါဝင်နေတဲ့အပြင်စစ်မှုထမ်းဖို့အကျုံးဝင်တဲ့လူငယ်တွေရဲ့အမိစရင်းနဲ့မိသားစုဝင်တွေထံငွေညစ်တောင်းခံတာတွေတွေ့ခဲ့ရတယ်လို့ဆိုပါတယ် နိုင်ငံလုံးမှာရှိတဲ့ရဟန်းရှင်လူပြည်သူပြည်သားတိုင်းသားများအားလုံးဘုရားတခါကြီးရဲ့ချက်ဆုံးသားကြီးကဒါတော့ရှိထားပြီးမင်္ဂလာအောင်နဲ့ပြည့်စုံကြပါစေလို့ဆုမွန်ခေါ်တောင်းပြလိုက်ပါတယ်ကျွန်တော်ကကိုတိုင်းကြီးကိုလူမျိုးကိုပါလာကိုတာလာတဲ့ကျွန်တော်ချစ်တဲ့တက်မတော်ကြီးအတွက်ကျွန်တော်အရန်ချစ်ရတဲ့ကျွန်တော်အဖွားကျွန်တော်အမေကျွန်တော်ရဲ့ညီညီမတွေကျွန်တော်မွေးရမျိုးကိုစွန့်ခွာပြီးတော့တနိုင်ငံလုံးကိုသွားလာပြီးတော့နိုင်ငံသားပြည့်ဝတာဝယ်ကို ြည်ကြည်မြုံမြုံနဲ့ထမ်းဆောင်နေတာကျွန်တော်ဘေးနိုင်ငံတော်သမ္မတကြီးဖြစ်ရမယ်ဆိုပြီးကြွေးကြော်ထားတာလေကျွန်တော်မင်းသားကြီးပါပဲဒီခါဒီမှာကျွန်တော်ပြည်သူတွေဟာထင်အောင်ထင်မှားတွေဖြစ်ကြကြတယ်လူဘိန်းကြက်ရောက်နေတဲ့လူတွေလူဘိန်းကြက်ပြောနေတဲ့လူတွေကိုအထင်ကြီးကြတယ်ကျွန်တော်ဟာကိုတိုင်းပြည်ကိုလူမျိုးကိုပါတာကိုတာတာအတွက်ကျွန်တော်ချစ်တဲ့တက်မတော်ကြီးအတွက်တိမ်ပေါင်းတောင်းချီကုန်ကြခံပြီးတော့ရောက်နေတာကျွန်တော်ဒေတာကြီးဘယ်လိုဖြွင့်ပြိုးတိုးတက်နေလဲဆိုတာကျွန်တော်ဒေတာကိုလာကြည့်ဘူးမှ တွေ့ကြလိမ့်မယ်ကျွန်တော်တို့ကကျွန်တော်တို့ဘာလို့ပါလဲဆိုပြီးလိုင်းပေါ်တက်ပြီးတော့ခဏလူထင်ကြီးအောင်လုပ်နေတဲ့လူတန်းစားထဲမှာမပါဘူးကျွန်တော်နဲ့ဇော်ဘွိုင်းနဲ့ဘာပြက်နာမှမရှိဘူးအဲ့ခေါ်နဲ့ကျွန်တော်နဲ့ဆင်ရလဲအဝေးကြီးပဲဒီကောင်ကလူလိမ့်လူညာလူရုပ်မှာမန္တလေး MP1 ပြည်တဲ့ကောင်ကျွန်တော်ကဒီကောင်နောက်လိုက်နေကြာပြီဒီကောင်ကတက်မလို့ဒါအရာရှိစစ်တီလူလူပါလေဆိုတဲ့အကြောင်းပြချက်နဲ့တနိုင်ငံလုံးကအလူရှင်တွေရဲ့ငွေတွေကိုခင်ဗျဘုံးနေတာမစွတ်မဖို့ မြအလူပြပြီးတော့ကျွန်တော်အောက်ချီကတက်လို့ဒါရာရှိစစ်တရီကိုစစ်တရီနေမေးအဲ့စစ်တရီနေကိုမင်းလေးအလူပြပြကိုတင်းပြနေတဲ့ကောခင်ဗျမတော့မစားဘူးမတော့မတော့ဘူးမလာဘူးတော့ဖြစ်တဲ့ပုံစံကြည့်လိုက်လိုင်းနေပေါ်မှာတက်ပြီးတော့ခင်ဗျသူပြောဆိုနေတာကြည့်လိုက်ဒီကောကျွန်တော်ဖေကိုလည်းစော်ကားတယ်ကျွန်တော်အဖအကိုလည်းစော်ကားတယ်ကျွန်တော်တက်မလားရာရှိစစ်တရီကိုလည်းစော်ကားတယ်နိုင်ငံဝင်တဲ့နေကိုလည်းစော်ကားတယ်ဒါကြောင့်ကျွန်တော်မင်းသားကြီးကဒီကောင်ကိုတက်စိတ်ခေါ်နေတာဒီကောင်ကကျွန်တော်ဆက်ရ အဝေးကြီးအဝေးကြီးဒီကောင်ဘာကောင်မဟုတ်ဘူးဒီကောင်ရုပ်ရည်ဒီကောင်အပြောဆိုဒီကောင်အမှုရာအားကြည့်လိုက်အမှရှိတဲ့လက်ရှိပြုသည်ဒီကောင်အเจ้าကိုသိမှာပါကျွန်တော်တို့ကတနိုင်ငံလုံးပုံစံမျိုးစုံနဲ့ပွာလာလှုပ်ရှားနေတာနေရာတိုင်းမှာမင်းသားကြီးရှိတယ်မင်းသားပြခုတဲ့နေရာဘယ်နေရာမှမရှိဘူးနော်အဲတော့မင်းသားကြီးကတနိုင်ငံလုံးမှာဖြစ်ပျက်နေတဲ့ အလုံးစုံသောဖြစ်ပျက်တွေအားလုံးကိုသိတယ်။မင်းသားကြီးသိရင်မင်းသားကြီးအဖေနဲ့မင်းသားကြီးအဖသိတယ်လို့မင်းသားကြီးအနေနဲ့ပြောလို့ရှိတယ်။ကျွန်တော်တို့ကယာရုအာနာအတွက်ချင်းပေါ်ကြော်ကြားမှုအတွက်ငွေကြေးဥစ္စာအတွက်လှုပ်လို့မရမဟုတ်ဘူးလို့ကျွန်တော်လိုက်တယ်ကိုကြည့်ရတဲ့သူတိုင်းသိကြပါပါ။ကျွန်တော်ကိုအပြင်မှာတွေ့လို့တဲ့တိုင်းလည်းကျွန်တော်ရဲ့စိတ်နေသဘောထားကိုသိကြပါပါ။ကျွန်တော်ဟာအနေနဲ့ တက်တော်သားအရာရှိစစ်တီရင်နဲ့နောက်မှရှိတဲ့ယဟန်ရှင်ပြည်သူတွေကိုစေတနာတန်တဲ့နဲ့ကူညီပေးနေတဲ့တာမန်လူတယောက်ပါ။အဲတော့ကျွန်တော်တို့ကအေဂျင့်ဆိုနေပဲနေပါတယ်။ဒီနေ့ဇော်ပွဲကိုကျွန်တော်တက်စိန်ခေါ်တဲ့အကြောင်းတရားတွေဟာဒီကောင်ကနေ့တည်းကပေါ်လာတယ်။ကျွန်တော်တို့တက်မတော်ချက်ချင်အောင်စောင်းတယ်။အလူခံစားတယ်။ဒါပြင်ဒီလိုပဲညာကြီးကိုလုပ်သေးတယ်ကျွန်တော်အကုန်သိပါတယ်။ဟုတ်ပြီးတော့ ုတ်ချေအရာရှိစစ်တီကိုလှူဒန်းကြအောင်ဆောင်ပြီးတော့စတဲ့င်းနေမေးတယ်တစ်ဖက်ရန်သူ PDF တွေကိုတရင်ပေးတယ်ဒါကြောင့်အဖြစ်အနာတွေဖြစ်ကုန်တာဒီကြောင့်တရားတွေကိုတိတဲ့ဘက်ကျွန်တော်ဇဘွေးနောက်ကိုတောက်လျှောက်လိုက်လာနော်ကျွန်တော်တို့ကလာရှိုးစစ်မြေပြင်လေရောက်ခဲ့ပြီးသွားပြီအချင်းကိုလည်းရောက်ခဲ့ပြီးသွားပြီရခိုင်ကိုလည်းပွားဦးမှာမင်းလိုက်ပြောနေတဲ့စကားတွေပေါ့ဗျာကောင်းမရငကားတွေအစွမ်းပြပြီးမြေမြချက်တဲ့ကြီးကြားတွေမဲလိုက် ခိုင်ပြိုလေအေးကိုမယ်ရှမ်းလေးကြွရပလောင်ပြိုမယ်ရွှေပါပွဲလေးကပ်ရဖုန်ချရှင်အမျိုးပြောက်မယ်ဆိုတာဘုရားတရားကြီးအချက်ဆုံးသားကြီးကိုအောင်ခေါ်မင်းသားကြီးခေါ်မင်းလာအောင်ရဲ့ကျုပ်တင်နမိတ်တွေဇော်ဖိုင်းတို့အစ်မျိုးကကျွန်တော်နဲ့အများကြီးဝေးတယ်ဒီကောလမ်းမေးကကလေးကချီအောက်တန်းစာနော်တမတော်သားဘုရားရှိစစ်တီကိုတွေးခွဲပေးတယ်နိုင်ငံဝန်ထမ်းတွေကိုတွေးခွဲပေးတယ်ပြည်တွေကိုတမတော်နဲ့နိုင်ငံဝန်ထမ်းတွေပေါ်မှာထင်အောင်ထင်မှားဖြစ်အောင်တွေးထိုးလှုပ်ဆော်နေတဲ့ မန်ရီ MDY ပြည်ထဲကကောဒီကောင်ပြင်ဒီကောင်နောက်ကဆရာဆရာကြီးတွေကိုပါမင်းသားကြီးနဲ့အဖွဲ့ကပေါ်ထုတ်အောင်မယ်ဆိုတဲ့ကြောင်းတနိုင်ငံလုံးမှာရှိတဲ့ရဲရှင်တွေပြူပြီးသားတိုင်းရင်းသားများအားလုံးကိုကျွန်တော်မင်းသားကြီးကဂရိပေးနဲ့ကျွန်တော်ရဲ့ပြောချနိုင်မှုကိုမျိုးချလိုက်ပါတယ်သူပြောတဲ့စကားတွေမှာကျွန်တော်ရဲ့ပြောဆိုမှုတွေဟာဟန်ပန်မှုရာတွေအရရမ်းပြတော့ရင်ကျွန်တော်ကိုခွင့်လွှတ်ပေးကြပါလို့တနိုင်ငံလုံးမှာရှိတဲ့ရဲရှင်တွေပြူပြီးသားတိုင်းရင်းသားများအားလုံးကို ကျွန်တော်မင်းသားကြီးကလက်ဆယ်ပြထိတ်မှမိုးရီတောင်းပန်အပ်ပါတယ်။ညောင်ဆော်ဖွဲအကြီးဟာဒေါ်လာစစ်တီကတက်ဖွဲ့ကြီးရဲ့ဦးစီးဦးဆောင်မင်းလာအောင်ခေါ်မင်းသားကြီးဆိုတာငါလေ။အတဲရဲစီဘီတန်ရှင်းတင်ကြီးတန်ရှင်းတီကြီးဖြောင်းမတ်မီဆိုပြည်သူတိုင်းကလိုလားကြသည့်အာကဝင်တန်းဖြစ်လိမ့်မည်။ထို့သောမဟုတ်အချင်းရုပ်လျက် ဒုက္ခပေးရန်စိတ်မှကြံပြီးမှန်သူမှသူနှစ်ဖက်လူကိုယူငင်လက်စားအပူများဖြင့်စားကြတော့ကြပျော်မွေ့ကြလင်မဟုတ်ချတေကြတစ်ချိန်မှာတော့နှုံချနိုင်ပါကြလိမ့်မည်ပြုတ်ပြင်သွားကြစေခြင်းသည်တဲ့မောင်ရဲကြတောင်ကြီး28ရက်4လ2025 7နှစ်မှာရေးထားတဲ့ကြံပြားလေးဖြစ်ပါတယ်ပေါ့နော်မင်္ဂလာရှိသောနေ့ရက်ပါတဲ့မြစ်တာလုံချွန်အေးချမ်းပါစေတဲ့နော်နောက်တစ်ခုကတော့ကလေးမျိုးပေါ့နော်ကလေးမျိုးတလေးနေပါမယ် ကလေးဒါကဆောင်မှုဦးအောင်ကျော်ဆိုင်ကတော့ကလေးမျိုးအတွက်တာရက်ကလေးမျိုးအတွက်တက်တာရေးမျိုးအတွက်အေးချမ်းတာယာရေးစစ်တပ်ပြည်သူစစ်များအတွက်တခဲဖားပြင်စစ်စစ်ကြီးကြတဲ့စစ်တိုက်ချင်သူစစ်သားရဲ့ပြည်သူစစ်များကိုခဲရန်လက်နက်အကုန်ဖြည့်ဆည်းပေးတယ်တဲ့အောက်ခြေစစ်တီတွေကစစ်တိုက်ဖို့ပဲလုပ်တယ်တဲ့အောင်မြင်မှုအလိုက်စူကြေးတွေတတ်မှတ်ပြီးသားပါတဲ့ပြည်သူစစ်စစ်တရွာမှာရှိနေပါကြတော့လုံခြုံရေးအဖွဲ့များပြည်သူစစ်များအနေဖြင့် မိမိတို့လက်ရှိဆုံးရှုံးထားသောနေမင်းများကိုပြန်လည်ရရှိအောင်အကြမ်းဖက်များကိုရှင်းလင်းစေလိုကြောင်းဒါကသာမူကြီးဥအောင်ဆိုင်ကျော်ဥအောင်ကျော်ဆိုင်ကလည်းလိုအပ်သောစီရင်ထောက်ပံ့မှုများကိုအပြည့်အဝထောက်ပံ့ပေးမည်ဖြစ်ကြောင်းတရင်ကောင်းပါရပါရဲ့တကြံအတွင်းဒါကသာမူကြီးကဒါကသာတက်နေအတွင်းအဟာရနာအဟာရဒါနနေ့စဉ်ပြုလုပ်ခဲ့လို့အရာကြီးအရာခံအကျက်စစ်တီများကလည်းဒါကသာမူကြီးကိုအယံအားကိုလေးသားကြရဲ့တချို့သောတက်မိသားသူတွေကဝမ်းသာလုံးလုံးငိုကြရဲ့ပြည်သူစစ်ရွာဖြစ်သောကျန်သာရွာအကျမ်းဖက်လက်အောက်ကိုကြားရောက်တာ ဒါကစားမလို့ကြောင့်မဟုတ်ပဲအဲ့ဒီမှာတာဝန်ကျနေတဲ့အရာရှိတဲ့တချို့ခံယူချက်မကောင်းတဲ့ပြည်သူစစ်တွေကြောင့်တာဖြစ်တယ်တချို့ပြည်သူစစ်တွေကခံယူချက်နေတယ်တဲ့ဒါကစားမူကြီးလို့စစ်သားတွေအပြည့်ရှိတဲ့လူမျိုးရထားတာတဲ့အရန်ကန်ကောင်းတယ်တဲ့ပြည်သူစစ်ခြေရွာ၌တာဝန်ထမ်းဆောင်ကြသောအရာရှိစစ်တွေရဲတပ်ဖွဲ့ပြည်သူစစ်တပ်ဖွဲ့များမိမိရွာမိမိဒေသအတွက်ကာကွယ်ရင်းမိမိတို့လိုအပ်ချက်ကိုအမြဲဖြည့်ဆည်းပေးတဲ့ဒါကစားမူကြီးဦးအောင်ကျော်ဆိုင်အတွက်အောင်ပွဲများကိုမကြခင်ယူဆောင်ပေးမယ်လို့စစ်နယ်ရွာပြည်သူများကအရန်မျှော်လင့်နေကြပါတယ်တဲ့ ခံကောမျိုးနဲ့ပြည်သူစစ်ကြေးရွာဖြစ်သောမြောင်ခရိုင်ရွာကိုအကြမ်းဖက်များကတင်းတော်ကြေးရွာမှာ29ရက်4/2025 MP 7နိုင်45အချိန်တွင်နဲ့စတင်တိုက်ခိုက်ခဲ့တယ်။ကလေးမျိုးနဲ့တောင်ပိုင်းပြည်သူစစ်ကြေးရွာဖြစ်သောကြံသာရွာတိုက်ပွဲ၌အကြမ်းဖက်ရန်သူကြီး drone သည်ငါးစီးအမြဲကောင်းကင်၌ပြန်ဝဲလျက်ရှိပါတယ်။ထို့အတွက်ကြောင့်ရန်သူကြီး drone ကိုချိန်မုံတိုက်ခိုက်နိုင်ရန်နိုင်ငံတော်ဝန်ကြီးချုပ်နဲ့နိုင်ငံခေါင်းဆောင်များကိုအထူးတင်ပြပါရဲကလေးမျိုးဒါကစားမှုကလည်းပြည်သူစင်များလိုအပ်သောထောက်ပံ့ရေးများကိုထောက်ပံ့ပေးနေပါတယ်တဲ့ပြည်သူ့ကျေးရွာဆက်နေရမှာဒါကစားမှုကြီးကို ဒါကသာမူကြီးကလည်းပြည်သူစစ်လိုအပ်တော့ထောက်ပံ့ရေးများကိုထောက်ပံ့နေပါတယ်တဲ့ပြည်သူစစ်ကြေညာဆွနေရမှာဒါကသာမူကြီးကိုမိဘရဲတပွဲအားကိုးလျက်ရှိပါပဲတဲ့ထို့အတွက်ကြောင့်နိုင်ငံတော်ဝန်ကြီးချုပ်ဦးမင်းအောင်လှိုင်ဟာရန်သူကြီးတရုံးဤပညာဟာလူလက်နဲ့နီးများကိုတဲ့လိုအပ်တယ်လို့ကူညီထောက်ပံ့ပေးပါရဲ့အတနာခံတင်ပြအပ်ပါတယ်တဲ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဟိုပါပေါ့အဲညောင်ချိုးပကံခွဲတောင်ပို့ကြီးတဝိုက်ကိုတက်မတော်ကနေအပြီးတိုက်ချိန်မုန်းနိုင်ခဲ့ပြီတဲ့နော်တောင်ကုတ်ကိုနောက်ထပ်ဆက်လက်တိုက်ပွဲဝင်မှာဖြစ်ပါတယ်ပေါ့နော် အဲ့တော့တက်မတော်ကတော့ဒီနောက်ပိုင်းမှာပြပြစီစီနဲ့အဲအောင်မြင်မှုရလာတဲ့နေရာတွေလည်းရှိတာပေါ့ဗျာအဲအဲ့လိုမျိုးရှိတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒါပြင်ဦးနေကိစ္စဗျာနော်ပြင်ဦးနေကိစ္စဒါတော့ဟိုဘုသူ့ပြဏာမှာမကြည့်ပဲနဲ့ဒါအောက်ချိန်မှာဖြစ်ပြနေတဲ့အခြေအနေတွေနဲ့နော်ဒီနိုင်ငံတော်အကြီးအကဲတွေနဲ့နောက်တော့ဒီပြင်ဦးနေမှာရှိနေတဲ့ဥပမာတစ်ခုပေါ့နော်ထွေအုပ်လို့လို့အမဘာဆောင်မှုလို့လို့အဲလူမျိုးတွေကိုဟိုသိသိကျင်တာပေါ့နော်သိသိကျင်တာပေါ့ဒီကတော့လက်ရေးမှုနယ်ကိုရေးပို့လာတာပေါ့နော်28ရက်နေ့လား28ရက်နေ့လား2025တို့ကိုဇော်ကျွန်တော်နာမည်ကဇော်ဖုံးဟိန်းဘာကောင်းနဲ့ဖုံးတာပါပေါ့နော်မိုးမဟုတ်ပါဘူး အမိမကောလိုသူပြည်သူတို့ရဲ့ရင်ခွက်ကြံရင်ခွင့်ချက်ပြင်ဦးလေးမျိုးနန္ဒဝင်ရက်ခွက်ကြီးကိုဝေးတော်ရဲနဲ့စစ်မှုထမ်းရလူတဦးလင်း၃သိန်းတောင်းခံပြီးအိမ်တော်သူတစုလေး၅သောင်းကောက်ခံသည်ဟုကြားသိရပါသည်တချို့လက်လုံးလက်စားသမားများမှာတဲ့ဘေးမှ20တိုးဖြင့်ရှာကထဲ့နေကြပါသည်တဲ့ပြည်သူများဆင်းရဲသည်တဆင်းရဲ၍ဒုက္ခများနေကြပါသည်တဲ့ကိုယ်တော်ဘုန်းကြီးတည်တည်ရန်နဲ့ယခုလက်ရှိအခြေအနေကိုတင်ပြလိုက်ရခြင်းဖြစ်ပါတယ်တဲ့နော်ဒါကျွန်တော်ဟိုတလောကကျွန်တော်ကရင်းတစ်ခုကိုမဟုတ်ဘဲနဲ့လေကျွန်တော် မပြောဘူးပေါ့နော်နောက်တစ်ခုကကျွန်တော်ကဒီအချိန်မှာကျွန်တော်အများအပြောနေတယ်ကျွန်တော်တို့ကတက်နေပြည်သူလက်တွဲကူတဲ့နော်အစိုးမြင်တဲ့အရာတွေကိုအားလုံးကတိုက်ခိုက်ကြရအောင်အဲ့တော့ကျွန်တော်အများအပြောနေတာကကျွန်တော်တို့ဒီခက်ပြက်သွားတဲ့အချိန်မှာခက်ပြက်သွားတာပဲပေါ့နော်ဒါကဒီတိုင်းပြည်ကအကုန်လုံးဟိုရေးသေးတဲ့နယ်လင်တန်ပေးတဲ့နယ်ဟိုကိုဗစ်တဲ့နယ်အခုစစ်ပွဲတွေဖြစ်တယ်ပေါ့နော်အဲ့ဒီထဲမှာကျွန်တော်တို့ကပြည်သူအားကိုယုံကြည်ရတဲ့တက်မတော်တရားပေါ်ထွက်စေခြင်းနဲ့အဲ့ဒီပြည်သူအားကိုယုံကြည်ရတဲ့တက်မတော်ကလည်းဒီအောက်ချိန်မှာဖြစ်ပြနေတဲ့အကျင့်ပြတ်ခြားစားနေတဲ့အလုပ်တွေကို နော်လက်တွဲညီညီပူးပေါင်းပါဝင်တိုက်ပြတဲ့နေငွေတမျက်နာရဲ့ကိုကြည့်ပြီးတော့မှလုံးလို့ရှိရင်တခြားသောအဖွဲ့ကလောက်တာလားဟုတ်နော်ဒီရကြေးအုပ်ကြီးတွေကလောက်တာလားတက်မတော်မလုပ်ခဲနဲ့အဲ့လိုလုံးနေတယ်နဲ့သူတို့ကတက်မတော်အစိုးရကိုပဲသူတို့ကပြောတယ်ပြီးရင်ကျွန်တော်တို့ရဲ့တက်မတော်သားတွေကိုပဲသူတို့မကောင်းမြင်တယ်နော်အဲ့တော့ကျွန်တော်တို့တက်မတော်သားတွေကလည်းမကောင်းတဲ့အလုပ်ကိုပါဝင်ပူးပေါင်းပြီးတော့တိုက်ဖြတ်ရမယ်ရဲတပ်ဘက်ဝင်တွေနော်ပြည်သူစစ်တွေနော်အဲ့တော့ကျတော့နိုင်ငံတော်အစိုးရအပါဝင်နိုင်ငံတော်အစိုးရကတက်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်တယ်နော် တက်မတော်ကဝေဘူးစီချိုးဖြစ်တဲ့အတွက်ကျွန်တော်တို့တက်မတော်ကနိုင်ငံအတွက်ချိုးချိုးမှန်နိုင်တဲ့ခွဲရှိနေတာမလွဲဧကံပဲနော်အဲ့ဒီအချိန်မှာတက်မတော်ကဒီအချိန်မှာအခွင့်အရေးရတာပြည်သူလူထုအပေါ်ကိုတက်မတော်ဒီပြည်သူလူထုအပေါ်မှာဘယ်အချိန်ဘယ်ကာလုံးမှမနော်ဒီလိုမျိုးအလုပ်ရက်တွေမလုပ်ရက်မလုပ်ခဲ့ပါဘူးဆိုတာကိုပြသရမှာအဲ့တော့ကျွန်တော်တို့တက်မတော်ထဲမှာလည်းကောင်းတဲ့တက်မတော်သားတွေရှိတယ်လို့မကောင်းတဲ့တက်မတော်သားတွေပဲရှိတာပဲပဲတတင်းထဲမှာတော့မှဗျာအဆုံးပြုပါသေးတာပဲဟုတ်လားဆွမ်းဆန်သိန်းထဲမှာတော့မှကြွချေးပါသေးတာပဲဒါပေမဲ့ဒါတွေကိုအတိတ်တရားတွေညံမျောမြင်နေ စဉ်းစားဆုံးဖြတ်ပြီးတော့ကိုယ့်ရဲ့မကောင်းတဲ့အကျင့်ဘဝဓာတ်တွေကိုပြင်ရင်းနဲ့ပြည်သူအားကိုရတဲ့တက်မတော်တရားကိုပေါ်ထွက်စေချင်တာပါเนาะအဲ့ဒါကလည်းဘာကြောင့်လဲဒီနိုင်ငံနဲ့ဒီလူမျိုးကိုအေးချမ်းစေစင်တဲ့စိတ်ဒီနိုင်ငံရဲ့ဒီလူမျိုးကိုအေးချမ်းအောင်ခေါင်းပြအောင်เนาะတူတူတန်တန်နဲ့နိုင်ငံအတွင်းမှာမိတင်းနေတိုင်းမိကိုစီဝါကိုလို့လို့ရအောင်ကတက်မတော်နဲ့တက်မတော်သားတွေပို့ပြီးတော့အရေးကြီးတယ်တက်မတော်နဲ့တက်မတော်သားတွေဟာကာကွယ်စောင့်ရှောက်နိုင်မှာရဲတပ်ဖွဲ့ဝင်တွေစောင့်ရှောက်နိုင်မှာပြည်သူတွေရဲ့ဘဝလုံးချုံမှာဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ပြောတာเนาะနောက်တစ်ခုကတော့ကျွန်တော်အမြဲတမ်းပြောနေတယ်တက်မတော်တွေမှာ အခြေခံစစ်တီမိသားစုတွေကနေပြီးတော့မှအစစ်စစ်ဒုတကြက်တကြက်တကြက်ကြီးထဏန်းကျုပ်စီကျူဒုရာကံဘူ RSI ဘူနော်ဒုဘူဒုဘူဘူဟလာဘူကြီးနော် အစစ်စစ်တမတော်အခြေခံမိသားစုတွေတမတော်သားတွေအားကိုးရတယ်အစစ်စစ်စင်ကဲစင်ကဲနော်ကိုကျင်းသာနာတရားစစ်ရှိတယ်နော်ကိုရဲ့အောက်လက်ငယ်တော်ကိုပြန်ကြည့်တယ်ခေါင်းဆောင်ခေါင်းတွေကိုပေါ်ထွက်စေချင်တာပါနော်ကျွန်တော်တို့ကလူတူတူတယောက်ရဲ့မျက်နှာကိုကြည့်လို့မရပါဘူးနော်အဲ့အဲ့အတွက်ကျွန်တော်က အကောင်းဆုံးနော်ကျွန်တော်မြင်တာကျွန်တော်သိတာကိုပြောပြနေတာပါအခုကျွန်တော်ကိုတိုက်ခိုက်နေတယ်တိုက်ခိုက်နေတယ်တက်မတော်သားတက်ထင်းတယောက်ပေါ့နော်ရပါတယ်ကျွန်တော်တက်မတော်သားကိုကျွန်တော်ချစ်နေရခြင်းနဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအကြောင်းလေးကိုကျွန်တော်ညကြာ YouTube မှာပြောပြပါမယ်